င်္ဂလာပါ we care for you program မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ကိုရင်ဆောင်မိခင်များတည်တည်တည်ထိုက်တဲ့အကြောင်းအရာများကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအစီအစဉ်မှာတာဖာမီရဲ့အထူးကုဆရာဝန်ကြီး professor ဦးဝေးအောင်လာရောက်ပြီးတော့ကုညီပေးတဲ့ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာ support အတွက်ကြောင့်ဟုတ်ကဲ့ပါဆရာဆရာဒီမို့နော်မေမေတယောက်ကမို့နော်ဆရာမေးထားတဲ့မေးခွန်းလေးကတော့ဒါ तू က ကိုဝင်ရှိလာတယ်တဲ့ကိုဝင်ရှိလာပြီးတော့သူက pre eclampsia ဆိုရယ်ကိုဝင်စိတ်တက်တယ်ပေါ့နော်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့တဲ့ဆရာအဲဒီမေးဟိုက်တာလေးကိုဆရာရှင်းပြပေးပါဦးခင်ဗျာ pre eclampsia လို့ခေါ်တဲ့ကိုဝင်စိတ်တက်တဲ့ဆိုတာဘာကြောင့်ဖြစ်တာလဲဆိုတော့သူကကိုအရင်တော့အသွေးတိုးမရှိတဲ့မျိုးသမီးတွေမှာကိုဝင်ဆောင်တဲ့အခါမှာပထမဦးဆုံးအခြေဖြစ်သွေးတိုးလာတယ်ဟုတ်ကဲ့အနာပြည့်တဲ့ကကြာခြေောက်တွေလက်တွေရောင်လာတယ် အဖရိကကျတော့စီးထဲမှာเนาะပရိုတင်းဓာတ်လေးတွေပါလာတယ်အဲ့ဒါကိုကိုဝင်စိတ်တက်တယ်လို့ခေါ်တော့ဟုတ်ကဲ့အထူးသဖြင့်တော့ကိုဝင်ဆောင်ပြီးတော့အပတ်20နောက်ပိုင်းမှာစပြီးဖြစ်လေဖြစ်တာရှိတယ်အဲ့ချိုလဲစောစောဖြစ်တာရှိတယ်ချိုလဲနောက်ကျမှဖြစ်တာရှိတာเนาะဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့အခုအချိန်အထိတော့တိတိကျကျเนาะဟိုအဖြေမရှိသေးဘူးသို့တော်လည်းပဲသူကကြာပါရီနဲ့ဆက်ဆက်နေလေဆိုတဲ့အခါကျတော့အာ တူကိုဝင်နောက်နောက်ပြီးတဲ့အခါကျလို့ရှိရင်ရေနှောကသွေးတိုးရှိခဲ့တဲ့လူဒေတာတခုတည်းမဟုတ်ဘူးပေါ့နော် multiple gestation လို့ခေါ်တဲ့ twins တို့လို့ပြောတာအမောတဲ့ဒီမှာဖြစ်တယ်နောက်ပြီးတော့ပထမဦးဆုံးသူကိုဝင်မှာဖြစ်တယ်ကိုဝင်တခုနဲ့တခုသိပ်ကြာသွားတဲ့အခါမှာခြားသွားတဲ့အခါမှာလည်းဖြစ်နေဖြစ်တာရှိတယ်ဘာကြောင့်ဖြစ်လဲဆိုတာတော့သူကတော့အချင်းကြောက်ပေါ့နော် placenta ကြောက်ဖြစ်တယ်လို့ယူဆကြတာ ဟုတ်ကဲ့ဆရာဒါဆိုရင်ရောဆရာဟိုဒါဆိုရင်ဟိုအချင်းကြောင်းဖြစ်တဲ့ဆိုတော့ကိုရင်ဆောင်းတဲ့မျိုးသမီးတိုင်းဖြစ်မှာပေါ့အဲ့လိုမျိုးသမီးတိုင်းတော့မဖြစ်ဘူးတချို့ပဲဖြစ်တယ်နော်မျိုးသမီးတိုင်းတော့သူကဟိုဖြစ်လေဖြစ်တာတော့မရှိဘူးပေါ့နော်2 to 8% of ကိုဝင်ဆောင်းတဲ့မျိုးသမီးတွေမှာဖြစ်လေဖြစ်တာရှိပါတယ်ဒီလိုမျိုးဖြစ်လာပြီးရောဆရာကဲအသက်အန္တရာယ်ကိုစိုးရရင်အာဘာဘာမှာတော့အခုလောလောဆယ်ကျွန်တော်တို့ statistic အရာတစ်နှစ်တစ်နှစ်ဆိုလို့ရှိရင်အမေတွေက နာတောင်းလောက်เนาะเออနောက်ပြီးတော့ကလေးတွေကအဲငါသိန်းလောက်ကိုเนาะသိဆုံးတဲ့အဲအနေထားမှာရှိတော့ဟုတ်တော့အဲ့တော့ဒီကိုဝင်စိတ်တက်တာကနေပြီးတော့နောက်တစ်ဆင့်ဖြစ်သွားတဲ့ကိုဝင်အဲနဲ့တက်တဲ့ယောဂါเนาะအီကလမ်ဆာဆိုတဲ့ဥစ္စာရောက်သွားလို့ရှိရင်တော့လေအမေရောကလေးရောအတွက်အနေရရှိပါတယ်ဟုတ်ကဲ့ဆရာဟုတ်ဒါဆိုရင်ဆရာဟိုဟိုဘယ်အချိန်မှာဆရာဝင်ကိုပြတယ်ပေါ့နော်ကိုဝင်ကတော့ပုံမှန်တိုင်းကျွန်တော်တို့ကပြစီခြင်းတာကတော့ပထမ 73ပတ်အတွင်းမှာတကြိမ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီကနေဆက်ပြီးတော့ကျွန်တော်တို့ဟိုပုံမှန်အတိုင်းဆရာဝန်ကြီးရက်ချိန်နဲ့အတိုင်းပုံမှန်ပြသွားလို့ရှိရင်တော့ပို့ပြီးတော့အန်ဒီရဲ့ gear နိုင်ပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာဟိုနောက်မေမေတယောက်မေးထားတာပေါ့နော်ဒါကိုဝင်ဆောင်ချိန်မှာဒီပေါ့နော်ဝိတ်တက်လာတယ်ပေါ့နော်ဒီဝိတ်တက်လာနဲ့ပတ်သက်ပြီးတော့ဒီမေမေယာပေါ့နော်သူတိကျတဲ့အကြောင်းအရာဒီဒီကိုဝင်ဆောင်ချိန်မှာအဲ့ဝိတ်တက်လာတာကောင်းကောင်းတဲ့အကြောင်းအရာပါလားကိုဝင်ဆောင်နေမှာဟုတ်လားကလေး ရလာတဲ့အခါကျွန်တော်သရေသားရဲ့ weight ကတော့တက်လာဟုတ်ကဲ့အမေလည်းတက်လာတယ်အဲ့တော့ကျွန်တော်တို့ကကိုဝင်မှာကျွန်တော်တို့ကသုံးပိုင်းပိုင်းလေးရှိတာပထမ73ဘတ်ဒုတိယ73ဘတ်တတိယ73ဘတ်ပထမ73ဘတ်ကတော့နှစ်ပေါင်ကနေလေးပေါင်လောက်အထိပဲတက်တယ်ဘာဖြစ်လို့ဆိုအဲ့ဒီအချိန်မှာတစ်ခါလေးကြရင်မိခင်ကမစားနိုင်ဘူးပြိုးတယ်အားနေတယ်နောက်ပိုင်းကျရင်တော့အဲဒုတိယနဲ့တတိယ အဲ73ပတ်ဒီမှာတော့သူအများဆုံးတက်တာပေါ့နော်တပတ်ကိုတပောင်လောက်တက်တယ်တပုတ်မှာတက်ခံနိုင်နေဟာဟုတ်ကဲ့ဆိုတော့အဲ့ဒီအဲ့လိုပဲဝိတ်တက်လာပါတယ်ဒါဆိုရင်တော့ဟိုကိုဝင်ဆောင်ဝိတ်တက်တာကောင်းတဲ့လက္ခဏာပေါ့နော်အဲကိုဝင်ဆောင်ဝိတ်တက်တာကောင်းတဲ့လက္ခဏာသတ်မှတ်ထားတဲ့အဲဟိုစား range အတွင်းမှာတက်လာရင်တော့ကောင်းတာပေါ့လို့သိတက်လာတဲ့အခါကျတော့လည်းမကောင်းဘူးပေါ့ဒါပေမဲ့ကိုဝင်ဆောင်နေပုံမှာအဲဝိတ်တက်လာတယ်ဆိုတော့ခလေးကြီးထွားလာတာပုံမှာဖြစ်တယ်လို့ယူဆရတယ်ဟုတ်ကဲ့နော်ဆရာ အခုနောက်ပိုင်းဆေးရလည်းအများကြီးရှိလာတော့လေဆရာကိုဝင်ဆောင်ချိန်မှာတချို့မိမိတွေကပေါ့နော်အကైခဲပြောက်ဆေးတွေပေါ့နော်သူတို့ဒီသုံးဆပ်ုံနဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဆရာအကైခဲပြောက်ဆေးတိုင်းကကိုဝင်ရှိတဲ့မိမိတွေနဲ့တဲမတဲတာလေဆရာရှင်းပြပြပါဦးတကယ်တမ်းပြောရမယ်ဆိုရင်တော့ဘယ်ဆေးပဲတောက်တော့ပေါ့နော်ဟိုကိုဝင်ဆောင် မိခင်တွေဟာတောက်မယ်ဆိုလို့ရှိရင်ရောရှိမှာဒီတိုင်းရောင်းနေတဲ့ over the counter ဆေးတွေကိုလွဲတကူ เนาะဟိုလက်လွတ်စပင်ဝယ်တောက်တာကတော့အန်ဒီရဲ့နည်းနည်းရှိတယ်အန်ဒီရဲ့အကျဉ်းဆုံးကိုပြောမယ်ဆိုလို့ရှိရင်တော့ပါရာဆီတမောကအန်ဒီရဲ့ကင်းတာပေါ့ဒါပေမဲ့ပါရာဆီတမောတောင်မှเนาะကျွန်တော်တို့ဟိုရိုးရိုးလူတွေမှာတောက်လို့ရှိရင်ကြာရင်ကြောက်ကထိတာလို့ဟုတ်ကဲ့ရှိတာနောက်တစ်ခါအခုဆွဲဆွဲလာလာတောက်တင်လွယ်လကူတောက်ကြတဲ့နေရာမှာဒိုက်ကလိုဖက်နိတ်တို့เนาะအိုင်ဘူဘရိုဖရန်တို့ဘာလို့ညောအဲ့ဒီဥစ္စာတွေကတော့တောက်မယ်ဆိုလို့ရှိရင်တခါကလေးကြလို့ရှိရင်ကလေးကိုတရီသားအောင်လည်းထိနိုင်နေရဲ့တရီသားရဲ့ အဲကြောက်ကတ်ကိုလည်းထိတိုင်းဟုတ်ကဲ့ဒါလေးကြလို့ရှိရင်ဒေတာကနေဘရစီထွက်တဲ့ဥစ္စာကိုလည်းသွားပြီးထိနိုင်တဲ့အတွက်ကြောင့် အကြအားဖြင့်ကတော့เนาะအားလုံးခြုံငုံပြီးပြောကြင်ပြောမယ်ဆိုလို့ရှိရင်เนาะကိုဝင်ဆောင်မိခင်တွေကစေးတောက်ခြင်းနဲ့ဆိုရင်เนาะကိုပြထားတဲ့ရှားဝင်းနဲ့တိုင်ပင်ပြီးမှတောက်တာဟာပို့ပြီးတော့အန္တရာယ်ကင်းတယ်လို့ကျွန်တော်ယူထင်ပါတယ်ဟုတ်ကဲ့ဆရာဟိုတချို့အမေမေတွေကပေါ့เนาะဟိုဆရာ tramadol တွေပါလဲတောက်တယ်ပေါ့เนาะအဲ့ဒါနဲ့ tramadol ကလည်းသူကဟိုဟိုဒီတိုင်းလက်လွတ်စပယ်တော့တောက်လို့မရဘူး tramadol တောက်မယ်ဆိုလို့ရှိရင်เนาะသူ့ကြီးရှူထားတဲ့ရှားဝင်းဟုတ်ကဲ့တိပို့လို့တယ်မတောက်မနေရမယ်ဆိုရင်ပေါ့เนาะတကယ်တော့ tramadol ကတော့ ရန်ကြတော့ဟိုအိုးဘက်တကောင်သူစီးတယ်မှာတော့ပေါ့ပေါ့ဟုတ်တယ်အိုးအဲ့စိတောက်တော့ဆရာဟိုဒရီသားကိုထိခိုက်တယ်ဆိုတာကိုရှိတယ်ဆရာရှိတယ်အဲဒရီသားဥမာအဲဒီ ibuprofen တို့ indomethacin တို့ဆိုလို့ရှိရင်ဒရီသားရဲ့စီးထွက်တဲ့အဆောက်တော့ပြီးတော့ထိလေရှိတယ်ကံတိကြလို့ရှိခန္ဓာကိုယ်ထဲမှာအဲဖွဲ့စည်းပုံလေးတွေတော့ပြီးတော့ထိခိုက်တာလေးရှိရှိတယ်ဟုတ်ကဲ့ပါဆရာ